မြန်မာနွေဦးခရိုနီကယ်နိုဝင်ဘာ29မြင်ကွင်းမိုးကုန်းနဲ့မိုးမိတ်မြို့တွေထဲက PDF တပ်ဖွဲ့တွေထွက်ခွာ2029အလွန်မဟာဗျူဟာအော်တိုဘာလနောက်ပိုင်းက DNL နဲ့စစ်ကော်မရှင်တပ်တို့ကြားသဘောတူခဲ့တဲ့ အပြစ်ရမှုသဘောတူညီမှုအရနိုဝင်ဘာလကုန်မှာစစ်ကော်မရှင်လက်ထက်ပြန်လွှဲအပ်ပေးရမယ်မိုးကုန်းနဲ့မိုးမိတ်မြို့တွေထဲက PDF တပ်ဖွဲ့တွေထွက်ခွာကုန်ပြီလို့မန္တလေးတိုင်းနဲ့ရှမ်းမြောက်ဒေသသတင်းတွေကိုအထူးပြုဖော်ပြနေတဲ့သတင်းဌာနတွေကဖော်ပြထားကြပါတယ်။ DNL နဲ့မာမိတ်ဖွဲ့ကဒီမျိုးတွေကိုသိမ်းယူတဲ့မျိုးသိမ်းတိုက်ပွဲတွေမှာပါဝင်ခဲ့ကြတဲ့ PDF ဖွဲ့တွေအဖို့၎င်းတို့ပါဝင်တိုက်ခိုက်ထားတဲ့မျိုးတွေကိုအာဏာသိမ်းစစ်တပ်လက်ထက်ပြန်လည်လွှတ်အပ်ပေးလိုက်ရမယ်ဖြစ်ကလက်ခံဖို့ခက်ခဲပြီးအော်တိုဘာလကုန်ပိုင်းမှာတော့စစ်ကော်မရှင်တပ်တွေအဝင်မခံဘဲခုခံကာကွယ်သွားမယ်လို့ PDF တပ်ဖွဲ့ဖြစ်တဲ့မိုးကုတ်ဗျူဟာဖွဲ့တို့ကကြေညာခဲ့ကြတာပါဒါပေမဲ့ဒီမျိုးတွေကိုဥဆောင်ထိန်းချုပ်ထားတဲ့ DNL အနေနဲ့စစ်ကော်မရှင်တပ်ကိုလုံခြုံရေးပေးကမျိုးရဲခေါ်သွင်းရမယ်သဘောတူညီမှုရှိထားပြီးဖြစ်တာကြောင့် DNL နဲ့မဟာမိတ်ဆက်ဆံရေးမပြတ်ရအောင်အခုလိုမျိုးကနေထွက်ခွာပေးလိုက်ကြရတဲ့အနေအထားဖြစ်ပါတယ်။ MDY PDF ဖွဲ့နဲ့အခြားသော PDF ဖွဲ့တွေအနေနဲ့မိုးကုံမြို့ကိုတနက်တစ်ချက်မဖောက်ရဘဲပြန်လည်လွှဲပြောင်းပေးခဲ့ရတဲ့အခြေအနေက၎င်းတို့ကိုထောက်ခံတဲ့လူလူရဲ့ယုံကြည်မှုကိုဆုံးရှုံးရတဲ့အခြေအနေလည်းဖြစ်ပါတယ်။နောင်ချိုကြောင်မဲနဲ့တီဘောမြို့သုံးမြို့ကိုလာနေငယ်အတွင်းလက်လွတ်ဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာ DNL အနေနဲ့အပြစ်ရဆဲဖို့နဲ့မြို့နှမြို့ကိုပြန်လွှဲပေးဖို့သဘောတူခဲ့ရတာဖြစ်ပါတယ်။ TNL အနေနဲ့စစ်တပ်နဲ့အပြစ်ရဆဲဖို့ဆုံးဖြတ်လိုက်ရတဲ့အကြောင်းရင်းအဖြစ်လေကြောင်းတိုက်ခတ်မှုနဲ့တရုတ်နိုင်ငံရဲ့ဖိအားဆိုတဲ့အချက်နှစ်ချက်ကိုဇောင်းပေးပြောဆိုတာတွေ့ရပါတယ်။လေကြောင်းတိုက်ခတ်မှုတွေကအခုပြန်လွှဲပြောင်းပေးရမယ်မျိုးတွေပါဝင် TNL ထိန်းချုပ်ထားတဲ့တောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကနမ်တူနမ်ဆန်တို့လိုမျိုးတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတရုတ်နိုင်ငံရဲ့ဖိအားဆိုတဲ့အချက်ကဘယ်လိုကိစ္စရပ်တွေပေါ်ဖိအားပေးသလဲဆိုတာရှင်းရှင်းလင်းလင်းမသိကြရပါဘူး။တရုတ်နိုင်ငံနေနဲ့ ိုးကန်ဒေတာကိုပေးတဲ့ဖီးယားနဲ့တန်းဒေတာကိုပေးတဲ့ဖီးယားတို့ရဲ့တက်ရောက်မှုချင်းမတူညီနိုင်တာတွေ့ရမှာဖြစ်ပါတယ်။ကိုးကန်ဒေတာအနေနဲ့ရိတ်ခါလူသုံးကုန်အစရှိတဲ့ကုန်ပစ္စည်းတွေနဲ့ကိုးကန်လက်လက်ကိုင်းဖွဲ့ခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုတွေအတွက်ဒီုံနိုင်ငံကိုကြီးကြီးမားမားမှီခိုနေရပေမဲ့တန်းဒေတာအဖို့ရိတ်ခါလက်လက်ခဲရန်စတာတွေအတွက်ဒီုံနိုင်ငံကိုကြီးကြီးမားမားမှီခိုနေရတဲ့လက္ခဏာမတွေ့ရပါဘူး။အချက်တစ်ချက်ကတော့ အပြစ်ခတ်ရက်စဲမှုသဘောတူညီမှုမရခင်လပိုင်းလိုမှာ UWSC အနေနဲ့မာမီလက်နက်ကိုင်ဖွဲ့တွေကိုလက်နက်ခဲရတဲ့ငွေကြေးအကူအညီပေးနိုင်မှာမဟုတ်တော့ကြောင်းလူသိရှင်းကြားဖိတ်ခေါ်အသိပေးခဲ့တာဖြစ်ပါတယ်။ TNL အနေနဲ့ဒီအကြောင်းချက်တွေဖိအားတွေကြောင်းစစ်တပ်နဲ့အပြစ်ခတ်ရက်ပြီးမြို့နှစ်မြို့ပြန်လွှဲပေးလိုက်ရတဲ့အခြေအနေကစစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေကြားနိုင်ငံရေးရာရောစစ်ရေးအရာပါပူးပေါင်းဆောင်ရွက်မှုကိုထိခိုက်စေခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ TNL အပြစ်ရက်မှုမတိုင်ခင် ကိုကံလက်နက်ကိုင်းအဖွဲ့ MNDAA နဲ့စစ်တပ်အကြားအပြစ်ရပြီးလာရှုံမြို့ကိုပြန်လွှဲပေးစဉ်ကလေးက2029ဆက်စင်ရေးတုန်းကရထားတဲ့ပူးပေါင်းဆောင်ရွက်မှုက အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့ပြီးဖြစ်ပါတယ်။အညာဒေသက PDF တွေ၊ KND နဲ့ရှမ်းတောင်ဘက်က PDF တပ်ဖွဲ့တွေရဲ့2029ဆက်စင်ရေးမှာပူးပေါင်းပါဝင်မှုတွေမာမိတ်ဖြစ်တဲ့ပူးပေါင်းတိုက်ခိုက်မှုတွေတံပိုးဖြတ်ခံရတဲ့သပွဲမျက်ကွယ်ပြုခံရတဲ့သပွဲဝေဖန်မှုတွေရှိနေကြတာဖြစ်ပြီး ရှမ်းမြောက်ကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေရဲ့ရည်မှန်းချက်ပန်းနိုင်နဲ့အခြားသောဒေသကတော်လိုင်းလက်နက်ကိုင်အင်အားစုတွေရဲ့ရည်မှန်းချက်ပန်းနိုင်ကတထက်ထဲကြမနေတဲ့ခံစားမှုအမြင်တွေထွက်ပေါ်လာစေခဲ့တာဖြစ်ပါလေ။ဒါကကိုကံလက်နက်ကိုင်အဖွဲ့နဲ့စစ်တပ်အကြားပြည့်ညက်ပြီးတဲ့နောက်ပေါ်ထွက်လာတဲ့အမြင်တွေဝေဖန်မှုတွေကဒုတိယမြောက် TNL နဲ့စစ်တပ်အပြည့်ရဲ့သဘောတူညီမှုပေါ်ထွက်ပြီးမှပုံမှန်ကျေပြန့်လာခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ DNL လက်နက်ကိုင်ဖွဲ့အနေနဲ့ PTF မားမိတ်ဖွဲ့တွေကိုပွန့်ပွန့်လင်းလင်းပြောဆိုတိုင်ပင်ခြင်းမရှိတာကတနည်းအားဖြင့်မားမိတ်ဆက်ဆံရေးကိုတံမိုးမထားတဲ့သဖွယ်ယူဆမှုတွေဖြစ်ပေါ်စေပါတယ်။2023ခုနှစ်ကစတင်တဲ့2029ဆက်ဆံရေးတွေပြီးတဲ့နောက်တနည်းကြော်ကြမှာရှမ်းမြောက်ဒေသကရောင်ပန်းညီနောင်လက်နက်ကိုင်နှစ်ဖွဲ့ရဲ့စစ်တပ်နဲ့အပြစ်ရဲ့သဘောတူညီမှုပြီးမှတော်လိုင်းအင်အားစုတွေကြားပူးပေါင်းဆောင်ရွက်မှုပုံသဏ္ဍာန်ပြန်လည်ပုံဖော်ကြရမယ်နေထားလဲဖြစ်နေပါတယ်။ဒီအောင်နိုင်ငံရဲ့ဖိအားရှိနေတဲ့အချက်ကိုလည်း အခြေခံပေးထားချက်တရက်အဖြစ်ထည့်သွင်းစဉ်းစားကရှမ်းမြောင်ရှမ်းတောင်စကိုင်းမန္တလေးမကွေးတို့ပါဝင်တဲ့အညာဒေသမြောက်ပိုင်းကချင်ပြည်နယ်တို့ကိုစစ်ရေးမဟာဗျူဟာမဟာမိတ်ဖွဲ့စည်းမှုမဟာဗျူဟာစတဲ့ရှုထောင့်တွေကနေပြန်ချင်းကပ်ပုံပေါ်ကြရမယ်နေထားမျိုးဖြစ်လာနေတာပါဒီလိုပုံဖော်ရမှာအမျိုးသားညီညွတ်ရေးအစိုးရမြောက်ပိုင်းမဟာမိတ်ညီနောင်ဖွဲ့ KIA စကိုင်းနယ်မကွေးတိုင်းတွေက NUG လက်အောက်ကမဟုတ်တဲ့လက်နက်ကိုင်ဖွဲ့တွေနဲ့ ရှမ်းတောင်၊ကရင်ပြည်စတဲ့ဒေသတွေကလက်နက်ကိုင်ဖွဲ့တွေအ धिक ပါဝင်ပြီးဆွေးနွေးပုံဖော်ကြဖို့လိုအပ်လာနေပြီလို့ထင်မြင်မိပါတော့တယ်ခင်ဗျာ။